အဆောက်အုံကြီးတစ်ခုရဲ့ရှေ့မှာတော့လူတွေကဟိုတစုတီတစုနဲ့အစုံတစ်ခုကိုစောင့်နေကြပါတယ်။စောင့်နေကြတဲ့သူတွေထဲမှာဒဝေနဲ့ဆိုးလင်တို့သားမီးနှစ်ယောက်လည်းပါဝင်ပါတယ်။မကြာခင်မှာပဲမင်းကလေးချော့ချော့လေးယောက်ကကားပေါ်ကနေဆင်းလာကြပါတယ်။သူမတို့ကမကြာသေးခင်ကမှပွဲဦးထွက်လာကြတဲ့ idol အဖွဲ့ဖြစ်ပါတယ်။ဖော်ဝင်နေတဲ့မှာမုံမူလည်းပါဝင်ပါတယ်။မုံမူကဒဝေရဲ့သမီးဖြစ်ပြီးတော့ဆိုးလင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်။ဒဝေနဲ့ဆိုးလင်ကမုံမူကိုအော်ခေါ်လိုက်ပြီးမှမုံမူကတော့မသိချင်အောင်ဆောင်လိုက်ပါတယ်။မုံမူကသူမငယ်ကလေးကဝါသနာပါရ idol အလုပ်ကိုလုပ်ဖို့အရင်ကနေထွက်သွားခဲ့တာဖြစ်ပါတယ်။အရင်ကနေထွက်သွားပြီးတော့မိသားစုကိုပါတင်ရောက်ဆင်ဖြတ်ခဲ့ပါတယ်။သူမထွက်သွားတာကိုဒါရဲအဖေဖြစ်သူကလည်း ဲ့သူမကိုလိုက်ခေါ်ရင်ကားတိုင်းမှုဖြစ်ပြီးတော့ဆုံပါသွားခဲ့တာပါစိုးလင်ကအမေနဲ့တူတူမွေးရမြေမှာခောက်ဆဲဆိုင်လေးဖွင့်ခဲ့ပါတယ်မမှုအိမ်ကနေထွက်သွားခြင်းအကြောင်းရင်းကအမေဖြစ်သူကသူမထက်တားဟုပဲအမြဲတမ်းဦးစားပေးနေခဲ့တယ်ဆိုပြီးတော့ထင်နေတာအကြောင်းဖြစ်ပါတယ်အဲ့လိုနဲ့တရက်ကြဒေါ်ဝေကအေဆိုင်မဆိုတဲ့မှတ်ညာနေဆုံးရှုံးတဲ့ယောဂဆိုကြီးကိုခန်းစားခဲ့ရပါတယ်လှုပ်ပြီးတဲ့အရာတွေကိုသူမကမလုပ်ရသေးဘူးဆိုပြီးတော့ပြောနေခဲ့တာပါစိုးလင်နဲ့ညစာစားပြီးပြီမြဲညစာချက်ရအောင်မယ်လို့ပြောနေပြန်ပါတယ်စိုးလင်ကလည်းအန်ဩစွာနဲ့သူတို့စားပြီးကြောင်းအမေဖြစ်သူကိုရှင်းပြနေပါတယ်မိသားစုနဲ့အဆက်အသွယ်ဖြစ်တာတွေမမှုကသူမရဲ့ပွဲအတွက်အကောက်အတာလေးကျင်နေခဲ့ပါတယ်စိုးလင်ကဖုန်းခေါ်ရင်လည်းဘယ်တော့မှ ကိုင်းလည်းမရှိသူတယောက်ဖြစ်ပါရယ်။ကိုင်းရင်လည်းသူ့ဘဝကိုဖြစ်စီမာလာလို့ပြောပါရယ်။မမူကအဖွဲ့ဝင်နေနဲ့လည်းအမြဲတမ်းစကားများရန်ဖြစ်နေသူပါ။အဖွဲ့ကသူ့မကိုအမြဲတမ်းဦးစားပေးနေလို့ကြံဖွဲ့ဝင်တွေကမနာလို့ဖြစ်နေကြပါရယ်။စိုးလင်ကမမူစီကိုဖုံးထက်ဆက်ခေါ်ခဲ့ပြီးတော့ဒဝိရဲ့ကျမ်းမာရေးချင်းလေးကိုအတိပေးလိုက်ပါရယ်။ဒဝိတယောက်သတိမေးလိုက်သတိရလိုက်နဲ့ဖြစ်နေခဲ့ပါပြီ။သူ့မရဲ့နာမည်မေးလိုက်တိုင်းမှာအော်ဒီလို့အမြဲတမ်းပြန်ဖြေပါရယ်။အော်ဒီဆိုတာကသူ့မရဲ့ငယ်နာမည်ပဲဖြစ်ပါရယ်။မမူကအလောရဲ့ပြန်မှန်းမှုတွေကြောင့်နှကောင်းသွေးကြပါရယ်။အဖွဲ့ရဲ့ကြီးကြပ်သူတွေကလည်းသူတို့အဖွဲ့အတွက်ဝင်တော့ဝင်ဖို့ဖြစ်စေတဲ့သူကိုအဖွဲ့ကနေထုတ်မယ်လို့ပြောလိုက်ပါရယ်။ဒဝိရအခန်းမှာမရှိတော့ဘဲနဲ့ပ ပျောက်သွားတာကြောင့်စိုးလင်ကလိုက်ရှာပါတယ်။ဒေါ်ဝေကထိုင်နေတဲ့ကလေးလေးတယောက်ကိုသူမသမီးမူမူဆိုပြီးတော့ဆွဲခေါ်ပါတယ်။အဲဒီကိစ္စကြောင့်ကလေးပြန်ပြီးဆွဲလို့ဆိုပြီးတော့ဒေါ်ဝေရဲ့စခန်းကိုရောက်သွားပါတယ်။စိုးလင်ကလိုက်လာပြီးတော့ဖြစ်ရှင်းမိမယ်။တစ်ဖက်ကသူ့အမေကိုအယူမလို့ဆိုပြီးတော့ပြောတာကြောင့်စိုးလင်ဒေါသထွက်ပြီးတော့ထိုးဖို့လုပ်ပါတယ်။နောက်နေ့မှတောင်မှအပြင်လျှောက်သွားမှဆိုတာကြောင့်စိုးလင်ကဒေါ်ဝေရဲ့အခန်းတကားကိုတော့ပိတ်ထားပါတယ်။ဒေါ်ဝေကကြောက်လန့်ပြီးတော့အုံငုံနေခဲ့ပါတယ်။အခုလိုလုပ်ရလို့စိုးလင်ကတောင်းမနေခဲ့ပါတယ်။မူမူကိုငယ်တကယ်ချင်းတယောက်ကဒေါ်ဝေရဲ့ယောဂအခြေအနေနဲ့ပတ်သက်ပြီးတော့ဖုံးစစ်လိုက်ပါတယ်။မူမူကအိမ်ကိုပြန်လာခဲ့ပြီးတော့ဒေါ်ဝေကိုလိုက်ရှာနေပါတယ်။တော့ပိတ်ထားတဲ့အခန်းကိုတီးတော့တော့ကိုဖျက်လိုက်ပါ ်ပါတယ်။ဒဝဲကိုထွက်ခဲ့ဆိုပြီးတော့ဆွဲခေါ်သွားပါတယ်။စိုးလင်နဲ့နင်းနင်းရောက်လာပြီးတော့ဘဲကိုခေါ်သွားဖို့လဲလို့မေးလိုက်ပါတယ်။မမူကပူပွားရေးတာကိုပို့ချင်နေပါတယ်။မမူရဲ့စကားတွေကလွန်လာကြောင်းနင်းနင်းကဝင်ပြောလိုက်ပါတယ်။စိုးလင်ကနင်းနင်းကိုပြန်ခန့်လိုက်ပါတယ်။စိုးလင်ကသူရှိနေတာကြောင့်ပို့လို့မလို့ဘူးလို့မမူကိုပြောပြပါတယ်။အားလုံးကတားရင်လို့ထင်နေကြအောင်မယ်လို့မမူကစိုးလင်ကိုပြောလိုက်ပါတယ်။လင်ငယ်တဲ့နှစ်တွေကအမင်းရှိတော့တဲ့စိုးလင်တယောက်အဖေပါကွယ်လွန်သွားခဲ့ပါတယ်။ဒဝဲတို့လင်မယားကစိုးလင်ကိုမွေးစားခဲ့ကြတာဖြစ်ပါတယ်။မမူကတပတ်နေရင်သူမအမေကိုပြန်လာခေါ်မယ်လို့စိုးလင်ကိုပြောပြလိုက်ပါတယ်။သူ့ကိုပြောတာကိုကြားတဲ့ဒဝဲကပူပွားရေးတာကိုသွားမယ်လို့ဆိုပါ ါရယ်တရိပ်ရှိနေတဲ့တော်ဝေကမမှုကိုထမင်းစားပြီးမှသွားခိုင်းပါရယ်မမှုကိုသူနဲ့တညနေခိုင်းပြီးတော့ညစာချက်ဖို့ပြင်ပါရယ်မိသားစု၃ယောက်ညစာအတူတူစားခဲ့ကြပါရယ်မမှုကမေဖြစ်သူကိုသူမကိုယ်တိုင်အလှပြင်ပေးပြီးတော့အပြင်သွားကြပါရယ်မမှုကသူမရဲ့ခံစားချက်တွေကိုရင်ဖွင့်ခဲ့ပြီးတော့ငိုယူခဲ့ပါရယ်ငငယ်ကသူမကိုကူးမဆိုင်ခဲ့ပေအကိုဖြစ်သူကိုပဲအမြဲတမ်းဦးစားပေးခဲ့တဲ့တော်ဝေကိုလည်းအပြစ်တင်ပါရယ်မမှုကလည်းသူမရဲ့သချင်းအတွက်အတန်သွင်းပါရယ်အတန်သွင်းပြီးတော့စကားပြောနေချိန်မှာချောင်းဆိုရင်တွေးပါလာပြီးတော့မေးလဲသွားခဲ့ပါရယ်မမှုကစေးုံတက်ရတာကြောင့်စိုးလင်ကလိုက်လာပါရယ်ရွရင်ချင်းစီကင်စားလို့တန်တရားရှိကြောင်းဆောင်းဝင်မကစိုးလင်ကိုပြောပြပါရ ယ်။မမွေးရဲ့ယောဂါကဆဲစားရုကုသမှာဖြစ်ပါရယ်။အစားရုကုသဖို့ကမိသားစုဝင်ဖြစ်မှရမှာဖြစ်ပါရယ်။နင်းနင်းကဒဝေနဲ့တူတူနေပေးနေပါရယ်။စိုးလင်တဲ့မမွေးအကြောင်းဖုံးဆက်ပြောနေရအောင်ဒဝေကကြားသွားခဲ့ပါရယ်။ဒဝေကနင်းနင်းမသိအောင်တယောက်တည်းထွက်လာခဲ့ပါရယ်။လက်မှာလည်းသူမနာမည်မမွေးရဲ့နာမည်နဲ့သွေးမျိုးစားတို့ကိုမမေ့အောင်ပြပြလာပါရယ်။နင်းနင်းကလိုက်လာခဲ့ပြီးတော့စီးရင်ကိုလိုက်ပို့ပေးခဲ့ပါရယ်။ဒဝေကမမွေးအတွက်အစားရုကုသမှုကိုလုပ်ပေးလိုက်ပြီးတော့အောင်မြင်သွားခဲ့ပါရယ်။စိုးလင်တဲ့မမွေးတို့မောင်နှမနှစ်ယောက်ကဒဝေကိုဆောင်ရှောက်လိုက်ကြပါရယ်။မိသားစုတောင်းအောင်ပြပြရှိရှိနဲ့နေတိုင်းသွားကြတော့ဆက်လန်းလေးကပြီးဆုံးသွားခဲ့ပါရယ်။ပရိသတ်ကြီးတို့လည်းဘလို့ချင်းနေမ ာပဲဖြစ်ဖြစ်မိဘကိုတော့တန်ဖိုးထားကြပါမိဘတွေကလည်းတသမီချင်းတန်းသူချစ်ကြပါလို့ပြောချင်ပါတယ်အစုံကြီးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်